ကျမ်းကျုပ်ရေးစက်တဲ့စစ်တပ်ကိုတယောက်တည်းအမြင့်ဖြုတ်မဲ့ရမ်ဘိုဗီယက်နမ်စစ်ပြန်တယောက်ဖြစ်တဲ့ဂျွန်ရမ်ဘိုကအခုချိန်မှာထိုင်းနိုင်ငံမှာနေထိုင်နေပြီးဝေဖန်းနာနဲ့ကရုလီမောင်းနာတို့လုံရင်းနဲ့နေထိုင်နေခဲ့ပါတယ်။လာဗန်တဲ့ချိန်ဒီမှာရမ်ဘိုက၄နယ်များကိုအုံပြူလေးရှိပါတယ်။အဲ့ဒီချိန်မှာခီးသွားခွဲတဲ့ရမ်ဘိုစီကိုရောက်လာပြီးမြေကျောင်းကိုစံတက်ကမြန်မာနိုင်ငံကိုသွားဖို့အတွက်သူ့လေကို၅ချိန်ကြောင်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာနေပေါင်း60ကျောင်းပြည်တွင်းဆက်ဖြစ်နေခဲ့တာကြောင့် သာသနာပြုတွေကအဲ့ဒီကိုဈေးဝါနဲ့ထောက်ပံ့တွေပေးဖို့ရှင်နေခဲ့ကြတာပဲဖြစ်ပါတယ်။ဒါမဲ့ရန်ဘိုကတော့ဆရာဝန်ဘာနဲ့ကိုညှင်းဆိုခဲ့ပါတယ်။ဒါကြောင့်ဘာနဲ့နဲ့စည်းဆက်ထားတဲ့စာရာကဒီစစ်မှုထမ်းဟောင်းကြီးကိုနားချဖို့ကြိုးစားခဲ့ပေမဲ့ရန်ဘိုကကောင်းမွန်မှနဲ့ညှင်းနေခဲ့ပါတယ်။အဲ့နောက်ရန်ဘိုကသူတို့ကိုအိမ်ကိုပြန်လိုက်ဖို့ပဲပြောလိုက်ပါတယ်။မြန်မာနိုင်ငံထဲမှာတော့စစ်သားတွေကရဲသားတွေကိုကုန်တွေကတစည်းတွေကနေဆွဲထုတ်ပြီးမိုင်းတောက်ထားတဲ့ကွင်းတွေကိုပြေးခိုင်းနေပါတယ်။အဲ့ဒီကကန်ဆိုးသူတွေကတော့အိုင်းတွင်းကြောင့်စိတ်စိတ်မောမောဖြစ်သွားခဲ့ကြပြီး ကျန်တဲ့သူတွေကတော့မောင်းပြန် rapper နဲ့ပြစ်တတ်တာခံခဲ့ရပါတယ်။ဆာရာက Rambo စီထပ်မံချင်းကပ်ပြီးတော့နားချဖို့တတ်နိုင်ကများစူးစမ်းလိုက်ပါတယ်။ဒါပေမဲ့ Rambo ကတော့စက်တိုက်ကိုညင်းမြန်းညင်းနေတော့ပါပဲ။ညနေပိုင်းမှာတော့ဘုံမကြီးပိုတင်ကတာမန်မြမအကြီးရွာတစ်ခုကိုစီးနှင်းလိုက်ပါတယ်။သူတို့ကလူငယ်တွေကိုအိမ်တွေကနေဆွဲထုတ်ပြီးဂုံတင်ကားတွေပေါ်ကိုတကိုင်းခဲ့ကစစ်သားတွေဖြစ်ပေါ်တာဆွဲလိုက်ပါတယ်။သူတို့ကိုပြန်ခေါ်ဖို့ကြိုးစားမယ်ဆိုရင်တော့ရွာတစ်ခုလုံးကိုမိရှုပ်ပြစ်မယ်လို့ပိုတင်ကချင်းကြောက်လိုက်ပါတယ်။ တပတ်မှာတော့ဇာရာကအရှော်မပေးဘဲစက်ပြန်ကြီးကိုစိတ်ပြောင်းနိုင်ဖို့ကြိုးစားနေပါတယ်။ဒါမဲ့ရန်ဘိုရဲ့အမြင်မှာတော့ငြိမ်းချမ်းရေးနဲ့အေးချမ်းမှုဆိုတာမတော်တဆဖြစ်စဉ်တစ်ခုသာဖြစ်ပြီးတော့ဒူရီကတက်ဖြတ်ခြင်းစိတ်ပြင်းပြနေတဲ့ဒိဆန်တွေပဲလို့မြင်နေခဲ့ပါတယ်။စစ်ပွဲတစ်ခုပြီးဆုံးသွားပြီးတာနဲ့တခြားနေရာမှာနောက်ထပ်စစ်ပွဲတစ်ခုကစတင်လာပြန်ပါတယ်။လူကြီးတွေကစစ်ပွဲတွေကိုစတင်ပြီးလူငယ်တွေကတော့တိုက်ခိုက်ရင်ထေချရတယ်လို့ပဲထင်ပါတယ်။နောက်ဆုံးမှာဘယ်သူမှအနိုင်မရှိပဲအကုန်လုံးထေဆုံးရတာပဲဖြစ်ပါတယ်။ ရမ်ဘိုကဆာရာကိုသူ့လိုပဲဘဝကိုအလဟတမပြုံးတိလိုက်ဖို့ဆာရာကိုကြံပေးလိုက်ပါတယ်။ဒါမဲ့ဆာရာကတော့ရမ်ဘိုကသူ့ကိုဂယူးဆိုင်နေသေးလို့ညင်းနေတာမလားဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်။မောင်ရင်ပတ်စံယူပြီးတာနဲ့ DNA များတဲ့နေရာကိုပို့ပေးယုံမဲဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်ဆုံးတော့ရမ်ဘိုလည်းသဘောတူလိုက်ရပါတယ်။နောက်မနေ့ကင်းမှာတော့အဖွဲကအန်ရီပြည့်နဲ့ဒီကင်းကိုစတင်ပါတယ်။ဘင်းနဲ့စစ်ပွဲမတိုင်ခင်တုန်းကသူ့စာဒီအရီဇိုနာပြည်နယ်မှာမြင်းမွေးခဲ့ပေမဲ့ စစ်ပြီးကလေးကအင်ကိုတခါမှမပြန်ပြစ်တော့ကြောင်းရမ်ဘိုကပြောပြလိုက်ပါတယ်။ဘာနက်ကတော့သူနဲ့ဆေးဆက်ထားတဲ့ဆာရာကရမ်ဘိုနဲ့စကားပြောနေကြတာကိုမကြိုက်ပါဘူး။ညဘက်မှာမီးရောင်တွေမြင်လိုက်ရတဲ့အခါမှာတော့ရမ်ဘိုကအင်ဂျင်ကိုရပ်လိုက်ပါတယ်။ဘာဖြစ်တာလဲမီးရောရမ်ဘိုကဓမြတွေဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြီးတာနဲ့ရမ်ဘိုကအကုန်လုံးကိုတိတ်တဆိတ်နေဖို့အမိန့်ပေးလိုက်ပါတယ်။ဒီကဓမြတွေရဲ့ယွာနာကနေဖြည်းဖြည်းချင်းဖြစ်သွားခဲ့ပါတယ်။ဘာနက်ကဓမြတွေကိုပတ်စံပေးလိုက်ဖို့ပြောပေမဲ့အဲဒီချိန်မှာဆက်လီတစည်းပေါ်လာခဲ့ပြန်ပါတယ်။ ။ဓမြရီကစက်တနန်းနဲ့တစ်ချက်ပြက်ကတတိပေးလိုက်ပြီးရမ်ဘိုရဲ့လေဘော်ကိုတက်လာခဲ့ကြပါတယ်။ဓမြခေါင်းဆောင်ကမိဖွဲ့မှုအမိန်ပေးခဲ့ပြီးတော့သူ့နယ်မြေကိုခိုးချောင်ခိုးဝဲဖျက်ချော်နေတဲ့အယူတွေကိုကြည့်နေတယ်လို့ပြောလိုက်ပါတယ်။စာရာကိုမြင်တဲ့အခါမှာတော့ဓမြရီကသူမကိုထားခဲ့ဖို့အမိန်ပေးလိုက်ပါတယ်။ရန်ဘူကလည်းစာရာကလွဲပြီးတော့ရှိသမျှအကုံကျူကိုပြောလိုက်ပေမဲ့မရခဲ့ပါဘူး။စကားနဲ့ညှိနှိုင်းလို့မရတော့တဲ့အချိန်မှာတော့စစ်ပြန်ကြီးရန်ဘူတယောက်ပစ္စတိုကိုဆွဲထုတ်ပြီးတော့ဓမြအားလုံးကိုပြစ်တတ်လိုက်ပါပဲ ။ဘာနဲ့ကလည်းဒေါသထွက်သွားပြီးတော့သူတို့ကလူတက်တာကိုရက်တန်းဖို့လာတာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါမဲ့ရန်ဘိုကတော့သူတို့ကစာရာကိုအာရမကျင့်ပြီးတော့ကျန်တဲ့သူတွေကိုကောင်းပြတ်ဖို့ကြံစီနေတဲ့အကြောင်းပြောပြလိုက်ရပါတယ်။ဒီနောက်စာရာကသူတို့ကိုဆက်ပြီးတော့ပူပေးဖို့တောင်းဆိုခဲ့ပြန်ပါတယ်။ဒီလိုဖြစ်ပျက်တွေပြီးမှတော့မှသူမကတာဝန်ကိုလက်လျှော့ဖို့အစီအစဉ်မရှိခဲ့ပါဘူး။ရမ်ဘိုကတော့စကားမများချင်နေတော့ပဲနဲ့အခွဲကိုသဘောတူထားတဲ့နေရာစီပို့ဆောင်ပေးကကမ်းပေါ်ကိုလည်းပို့ပေးခဲ့ပါဗျ။ ။ဘာနဲ့ကတော့လူတွေကိုမသက်တင်ဘူးလို့ပြောပြီးတော့ရမ်ဘိုကဒီအတွက်ပြပေးခံရတဲ့တယ်လို့လည်းပြောလိုက်ပါရယ်။ဆာရာကနှုတ်ဆက်တဲ့အနေနဲ့ရမ်ဘိုကိုလဝါကတိုင်တစ်ခုပေးခဲ့ပါရယ်။သာသနာပြုတွေကခြေလျင်ကြီးဆက်ခဲ့ကြပြီးရမ်ဘိုကလည်းထန်းနိုင်ငံစီပြန်သွားခဲ့ပါရယ်။လမ်းမှာသူကဓမြတွေရဲ့ဆက်လေကိုတိတ်ဆိတ်တဲ့နေရာစီမောင်းထုတ်သွားခဲ့ပြီးတက်စီလောင်းကအလောင်းနေတဲ့သူမိရှုပြစ်ခဲ့ပါရယ်။သာသာပြုအမေရိကန်တွေကမြမကြီးရွာတစ်ခုစီရောက်ရှိခဲ့ပြီးသူတို့ကဒေသခံတွေကိုစံစာတွေပေးကာစေဝါကူညီတွေလည်းပေးခဲ့ကြပါတယ် အဲရွာထဲမှာတော့ကလေးငယ်လေးများစွာကမိုင်းကြောင်ခြေောက်တွေဆုံးရှုံးထားကြရတာကိုမြင်ခဲ့ရပါတယ်။ရုတ်တရက်ပေါက်ကဲတံတွေထွက်ပေါ်လာခဲ့ပြီးစစ်တပ်ကရွာကိုမော်တာမြောက်တွေနဲ့ပစ်ခတ်နေတာပဲဖြစ်ပါတယ်။ရွာသားတွေလည်းထွက်ပြေးဖို့ကြိုးစားလိုက်ကြပေမဲ့လူတော်တော်များများရဲ့ခန္ဓာကိုယ်တွေကတော့လက်နဲ့ကြည်ကြည်ရကြောက်မဲ့စိတ်စိတ်မော်မော်ဖြစ်ကုန်ကြပါတယ်။အဲဒီနောက်စစ်သားတွေကရွာထဲကိုမောင်းပြန်ရိုင်ဖယ်တွေနဲ့ဝင်ရောက်လာခဲ့ကြပါတယ်။သူတို့ကကလေးတွေကိုတော့မချမ်းမဲနဲ့အကုန်လုံးကိုဖြစ်စီတက်ပြက်ပြစ်ကြပါတယ်။ ရွာသားတွေကိုလည်းခြေလက်တွေကိုဖျက်တော့ပြီးလှမ်းစိုးတွေနဲ့ထိုးပေါက်ကြပါလေ။ရွာကအိမ်တွေကိုလည်းမီးရှို့ပြီးတော့အထက်ကလူတွေကိုပြင်ထွက်လာအောင်လုပ်ခဲ့ကြပါလေ။အသက်ရှင်ကြရင်သူတွေကကွင်းပြင်တွေထွက်ပြေးခဲ့ကြပေမဲ့တခြားတစ်ဖက်မှာစစ်သားတွေကဆက်စနက်တွေတပ်ဆင်ထားတဲ့ကြက်ကားတွေနဲ့စောင့်နေခဲ့ကြပါလေ။မင်းနေပိုင်းအတွင်းမှာရွာတစ်ခုလုံးဖြစ်စည်းခံခဲ့ရပြီးတော့ဇာရာနဲ့သူမရဲ့တငယ်ချင်းတွေကလည်းဒီလူသက်ပွဲကနေအလွန်ကိုကံကောင်းထောင်းမှပြီးတော့အသက်ရှင်လွတ်မြောက်ခဲ့ရပါလေ။ ိုင်မဲ့လေသူမကိုပိုတင်ရဲ့လူတွေကဖမ်းဆီးပြီးစစ်ကြေးဆိုင်စကန်းစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီမှာမျိုးသမီးတွေကိုတော့လောင်ရင်ထဲမှာထည့်ထားပြီးလူငယ်တွေကိုတော့စစ်သားအစ်တွေဖြစ်ပြောင်းလဲပြစ်နေကြတာကိုမြင်ရပါတယ်။စားအကိုဝတ်တင်နေနေတဲ့လောင်ရင်ထဲမှာဖမ်းထားခဲ့ပြီးတော့ဂျန်နဲ့အမေရိကန်တွေကိုတော့အပြစ်မှာဖမ်းဆီးထားပါတယ်။မျိုးသားတစ်ယောက်ကခေါင်းဆောင်မီကြီးလိုက်တဲ့အခါမှာတော့ပိုတင်ကသူ့ကိုဝတ်တစီတွေးလိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ရမ်ဘိုကတော့ညာတိုင်းအမေဇိုရီနဲ့နှိမ့်ဆက်ခံနေရပါတယ်။ ဒီနေ့တော့ခရိယံဘုရားကျောင်းကတင်းအုပ်ဆရာကသူ့စီရောက်လာတာကြောင့်လိုလာပါတယ်။ဗာနေရဲ့ဘွဲ့က၁၀ရက်ကြာပျောက်ဆုံးနေခဲ့ပြီးတော့တရင်လည်းမကြရတော့လို့ပါ။တိုင်ယုံကဘာမှမကူညီနိုင်တာကြောင့်တင်းအုပ်ဆရာကရမ်ဘိုကိုခြေစားစစ်သားအဖွဲ့တစ်ဖက်ကိုမြမပြည်ကိုပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒီချိန်မှာတော့ရမ်ဘိုလည်းသဘောတူခဲ့ပြီးတော့သူကမြမစစ်တပ်နဲ့တိုက်ခိုက်နိုင်ဖို့အတွက်တရှိတဲ့တစ်ခုကိုကိုယ်တိုင်ထုတ်လို့နေခဲ့ပါတယ်။မနေ့ကမှတော့သူကသူ့လီနဲ့ယင်းနေတဲ့လမ်းကြောင်းတိုင်းသွားလာခဲ့ပါတယ်။ ခေါင်းပြောင်နေတဲ့ဂျေးစားစစ်သားတယောက်ကရမ်ဘိုကိုအမြင်သွားဖို့တိုက်တွန်းနေခဲ့ပါတယ်။ចောင်းသားလို့ခေါ်တဲ့စနိုက်ပါသမားကလည်းစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ရမ်ဘိုကတခုံးမှပြန်မပြောခဲ့ပါဘူး။သူကစစ်သားတွေကိုကမ်းပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။အဲဒီမှာသဘုံစစ်သားငယ်နှစ်ယောက်ကအဖွဲ့ကိုစောင့်နေခဲ့ပြီးသူတို့ကဒီဂျေးစားစစ်သားတွေကိုလမ်းပြပေးမှဖြစ်ပါတယ်။သူတို့သွားရမယ့်ရန်သူစခန်းမှာစစ်သားအယောက်100လောက်ရှိနေပြီးတော့အကျဉ်းသားတွေကိုမကယ်ထုတ်နိုင်ရင်သူတို့ကိုယ်တိုင်ပဲပြန်ဆုတ်ဖို့ပြင်ဆင်ထားကြတာပါ။ ရမ်ဘိုကလည်းသူတို့နဲ့အတူလိုက်ဖို့ပြင်နေပေမဲ့ကျေးစားတွေကရမ်ဘိုကိုလှေသမားကဒါမျိုးနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့ညှဉ်းဆန်နေခဲ့ပါတယ်။လမ်းလျှောက်မှာတော့ကျေးစားတွေကလွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းကမြေကြီးထဲစိုက်ဝင်နေတဲ့မပေါက်ွဲသေးတဲ့ဘုံကြီးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။မကြာခင်မှာပဲကျေးစားဖွဲ့ကဖြစ်စည်းခံထားရတဲ့ရွာစီကိုရောက်လာခဲ့ကြပြီးတော့မြေပြင်ပေါ်မှာရွာသားအလောင်းဒါဇင်ပေါင်းများစွာကိုလည်းမြင်ခဲ့ရပါတယ်။ကျေးစားတွေကဒါကိုမြင်လာတဲ့ချက်ချင်းအိမ်ကိုပြန်သွားခြင်းစေပေါက်သွားကြပါတယ်။ ယုတ်တည်းစစ်သားတွေရောက်လာပြီးတော့ဂျင်းသား9ယောက်ကိုကားပေါ်ကနေဆင်းခိုင်းပါတယ်။သူတို့ကမိုင်းတွေကိုကွင်းထဲပစ်ချပြီးဘသူအရင်ပေါက်ကွဲမလဲဆိုတာကိုစောင့်ကြည့်ရင်းနဲ့အကျဉ်းသားတွေကိုရှေ့ကိုပြေးခိုင်းပါတယ်။အကျဉ်းသားတွေကကန်ကောင်းစွာနဲ့ကွင်းရဲ့တစ်ဖက်ကိုအသက်ရှင်လျက်ရောက်သွားခဲ့ကြပေမဲ့စစ်သားတွေကသူတို့ကိုနောက်ပြန်လှည့်ပြေးခိုင်းခဲ့ပါတယ်။ဂျင်းသားတွေကဒီကြောင်းမဲ့ဖွဲရလောက်ရက်ကိုပုံွယ်ပြီးတော့ကြည့်နေခဲ့ကြပါတယ်။အဲဒီချိန်မှာပဲရမ်ဘိုကသူ့ရဲ့လေးနဲ့များကိုအုံပြူပြီးတော့စစ်သားကိုပြစ်ခတ်ခဲ့ကအပွဲတစ်ခုလုံးကိုလည်းအမြန်ရှင်းလင်းပြစ်ခဲ့ပါတယ် ဒါကြောင့်ဂျေးသားတွေကထပ်ပြီးတော့ကြောက်လန့်သွားခဲ့ကြပါတယ်။စစ်တပ်ကဒီလောင်းတွေကိုမကြခင်လာရှာကြတော့မှဖြစ်တဲ့အတွက်သူတို့ကထွက်ပြေးဖို့ပြင်ဆင်လိုက်ရပါတယ်။ဒါမဲ့ရန်ဘိုကခေါင်းပြောင်နေတဲ့ဗီဒီရှားစစ်သားရဲ့မျက်နှာကိုမျှားနေချင်းလိုက်ပြီးတော့ဘသူမှထွက်မသွားဖို့ပြောခဲ့ပါတယ်။အဲနောက်ရန်ဘိုကသူတို့အနေနဲ့ဖမ်းကန်ထားရတဲ့လူတွေကိုကယ်တင်ရမယ်လို့ပြောလိုက်ပြီးဂျေးသားတွေကိုလည်းနားချနိုင်ခဲ့ပါတယ်။အဲနောက်သူတို့အဖွဲ့ကရန်သူစကန်းစီကိုဆက်သွားခဲ့ကြပါတယ်။စစ်သားတွေကမျောစင်မောတက်သွားပြီးတော့အိတ်နေတဲ့ကင်းဆောင်ကိုတားနဲ့လှီးတက်လိုက်ပါတယ်။ ကျန်းတဲ့ကြေးစားတွေပါတဲ့ကိုနေကန်းကလုံချိုရင် ကိတ်ကိုရောက်လာခဲ့ပြီးတော့ပြဿနာမရှိဘဲနဲ့ဖျက်သန်းနိုင်ခဲ့ပါတယ်။ကြီးတာနဲ့ကြေးစားတွေကတယောက်ပြီးတယောက်ကားပေါ်ကနေခုန်ချပြီးတော့စကန်ထဲကိုပြေးဝင်သွားကြပါတယ်။ရမ်ဘိုကနောက်ဆုံးမှဆင်းခဲ့ပါတယ်။စစ်သားတွေအကုန်လုံးကအကျဉ်းသားမျိုးသမီးငယ်တွေကိုကားကိုခိုင်းထားပြီးတော့ဆင်းမြင်းနားမှာစူဝေးကကြည့်နေကြပါတယ်။ရမ်ဘိုကအမေရိကန်တွေရှိတဲ့အတောင်ကြီးကိုတွေ့ရှိခဲ့ပါတယ်။လူတွေထဲကတယောက်ကတော့ဒွေးလောင်းချခံထားရပြီးတော့ဝက်ဒီကသူ့ချစ်တော်တွေကိုကြိုက်စားနေကြပါတယ်။ ရမ်ဘိုကကျင်းသားတွေကိုလှုပ်ပေးပြီးတော့ဆာရာကိုဘယ်မှာထားလဲဆိုတာကိုမေးခဲ့ပါတယ်။ဒီတော့တဲ့စစ်သားတွေကပြင်လာပြီးတော့အမျိုးသမီးငယ်တွေကိုနှိပ်စက်ကြပါတယ်။ဒီလာနဲ့သူတို့ကို စင်ပေါ်ကနေလူအုပ်ထဲကိုပစ်ချလိုက်ကြပါတယ်။ပိုတင်းကတော့အကျဉ်းသားလူငယ်တယောက်ကိုသူ့အိမ်ထဲခေါ်သွားခဲ့ပါတယ်။စစ်သားတယောက်ကမိန်းကလေးတယောက်ကိုသူ့နေရာစီဆွဲခေါ်သွားခဲ့ပေမဲ့လမ်းမှာကျေးသားစစ်သားတအူးနဲ့တွေ့ပြီးတော့အဲ့ဒီစစ်သားကိုလေမင်းကိုတားနဲ့လှိပြလိုက်ပါတယ်။ အဖွဲ့က2နာရီတိတိမှာမျိုးစင်မှာတွေ့ဖို့အစီအစဉ်ထားခဲ့ကြပြီးတော့စနိုက်ပါသမားကလည်းကင်းဆောင်တွေအကုန်လုံးကိုပြစ်ချခဲ့တာကြောင့်သူ့ဖော်တွေကတတိမထားမိအောင်ပြေးလာနိုင်ခဲ့ကြပါတယ်။မြန်မာစစ်သားတယောက်ကဇာရာကိုသူတို့အိမ်ထဲဆွဲခေါ်သွားခဲ့ပါတယ်။ခေါင်းဆောင်တဲ့ဂျေးစာကဇာရာကိုကယ်ဆယ်ဖို့အချိန်မရှိတော့တာကြောင့်ပြန်ဆုတ်ခွာဖို့ပြင်လိုက်ကြပါတယ်။သူကဖွဲ့စီပြန်လာပြီးတော့မျက်စီပြေးဖို့အမိန်ပေးခဲ့ပါတယ်။ဘာနဲ့ကဇာရာကိုကယ်ဖို့ပြန်သွားကျင်ခဲ့ပေမဲ့လည်းခေါင်းဆောင်တဲ့ဂျေးစာစစ်သားကသူ့ကိုမျိုးပေါ်လဲချပြီးတော့ဓာတ်နဲ့ချင်းချောက်လိုက်ရပါတယ်။ ။ဘာမှမတတ်နိုင်တဲ့အမေရိကန်လူမျိုးကလည်းဂျန်တဲ့သူတွေနဲ့တူတော်တဲ့ကိုပြီးခဲ့ရပါတယ်။ကောင်တော်မစွာနဲ့ပဲရန်ဘူကစာကာကိုကယ်တင်ဖို့ရောက်လာခဲ့ပြီးတော့သူကယာရှိရဲ့လေဗင်းကိုဖမ်းဆုပ်ပြီးတော့တပ်ပစ်လိုက်ပါတယ်။စစ်သားတွေကမိန်းကလေးတွေနဲ့ကိစ္စပြီးတာနဲ့သူတို့ရဲ့တန်းရစီကိုပြန်သွားကြပါတယ်။ရန်ဘူနဲ့စာကာတို့ကတော့နောက်ဆုံးမှစကန်းကထွက်လာနိုင်ခဲ့ကြပါပြီ။ထွက်ပြေးလာကြတော့သူတို့ကိုစစ်သားနှစ်ယောက်ကလည်းမြင်သွားခဲ့ပါတယ်။ရန်ဘူကစာရကိုသူခန္ဓာကိုယ်နဲ့ကာပေးလိုက်တော့စတိုင်ပါသမားကစစ်သားနှစ်ယောက်တုံးကိုပြစ်ချခဲ့ပါတယ် ကျောင်းသားကသူတို့ကိုကာကွယ်ဖို့စောင့်နေချမ်းခဲ့တဲ့ဒိုးရီတော်သူပဲဖြစ်ပါတယ်။စကန်းထဲကိုခိုးဝင်ပြီးကဲတော့ခဲ့တာကိုမိုးမလင်းမချင်းတတိမပြူမိခဲကြပါဘူး။အခုတော့သူတို့သုံးယောက်ကမျက်စီကို ပြေးလွှားပြေးနေကြပါပြီ။ခနာနားတဲ့အချိန်မှာတော့ဆာရာက သူမမှားခဲ့ကြောင်းကိုဝေခံခဲ့ပါတယ်။မနေ့မှာတော့စစ်သားတွေကတီသွားကြပြီးတော့ခေါင်းဆောင်စီကို ဖြစ်ပစ်ခဲ့တာတွေအကုန်လုံးကိုစီရင်ခံပါတော့တယ်။သူကသူ့ရဲ့ဒုတိယအရာရှိရဲ့အလောင်းကိုတဲထဲမှာတွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။ ပြည်ထောင်နယ်သူတို့ရဲ့စစ်သားအားလုံးကိုရှာဖွေဖို့ဆွေးနွေးခဲ့တယ်လို့ခွေးရီကလည်းလိုက်ခံခဲ့ပါတယ်။ကော်နီကားတွေလမ်းပေါ်မှာကျက်သွားပြီးတော့စစ်သားတွေကလည်းတိုးတဲ့ကိုပြေးသွားခဲ့ကြပါတယ်။အဲဒီချိန်မှာပဲစစ်သားတွေကပေါက်ကွဲတံတစ်ခုကိုကြားခဲ့ချရပါတယ်။တစ်ဖက်မှာခေါင်းဆောင်တဲ့ကြီးသားကမိုင်းနှင်မိပြီးခြေတော်လေးအစိမ့်စိမ့်ပေါ်မှာဖြစ်သွားခဲ့ရပါတယ်။သူရဲ့ဖော်တွေကသူတို့ရဲ့တင်းနီယာကိုပေါ်စီဖို့အတွက်သူ့ပါဇက်ကိုပိတ်ထားခဲ့ရပါတယ်။ဘာနဲ့ကသူတို့ကိုအမြန်ထိုင်းစင်တစ်ခုလုပ်ဖို့အတွက်ခန်းလိုက်ပါတယ်။ ရမ်ဘိုတို့ကတော့တခြားလမ်းကနေလာနေခဲ့ကြပြီးစနိုက်ပါသမားကတည့်ရွယ်တန်းတွေကြောင့်သူတို့ကိုလိုက်ရှာနေပြီဆိုတာကိုသိလိုက်ရပါတယ်။ရမ်ဘိုကကျန်တဲ့နှစ်ယောက်ကိုသူမပါဘဲသွားဖို့ပြောခဲ့ပါတယ်။အဲတော့သူကအเจ้าသားကိုလေထဲကိုမိုင်းကလေးပစ်လိုက်ဖို့ပြောလိုက်ပါတယ်။မိုင်းတန်ကိုလိုက်ဖမ်းနေတဲ့စစ်သားတွေကြားလိုက်ကြရပြီးအတန်လာတဲ့ဘက်ကိုလည်းလိုက်ရှာကြပါတော့လေ။ရမ်ဘိုကတော်တဲ့ပြေးလာသွားနေပြီးတော့သူကခွေးတွေကိုလဲစားဖို့စာရိုင်းအိမ်ကြီးဆုံးနဲ့ခြေောက်ကိုပတ်ထားခဲ့ပါတယ်။သူကမိုင်းတလုံးကိုကြိုးကြည့်ပြီးတော့စာရိုင်းရဲ့ဝတ်စားနဲ့တူ ထောင်ချောက်တစ်ခုကိုဆင်ထားခဲ့ပါတယ်။ခွေးတွေကတပ်ဖွဲ့ကိုထောင်ချောက်စီကိုခေါ်ဆောင်လာခဲ့ပါတယ်။စစ်သားကဝိဇ္ဇာကိုကောက်ယူလိုက်တဲ့အချိန်မှာတော့တော်ရဲပေါက်ကွဲတံကြီးတစ်ခုထွက်ပေါ်လာပါတော့တယ်။ရန်ဘူကဘေးကင်းတဲ့အကွာဝေးကိုရောက်ခါနှီးပေမဲ့လည်းပေါက်ကွဲမှုလိုင်းကသူ့ကိုလည်းလွင့်ဆင်သွားစေခဲ့ပါတယ်။အခုစစ်သားတွေကပေါက်ကွဲမှုစီကိုဥတီပြီးတော့လိုက်ရှာနေကြပါပြီ။ကျောင်းသားကရက်ပြီးစနိုက်ပါမိုင်မြောင်းကနေကြီးလိုက်တဲ့အခါမှာတော့ဂျန်ရဲ့ခြေသားတွေကိုဖမ်းမိသွားပြီးတော့သူတို့ကိုရိုက်နေနေတာကိုမြင်ခဲ့ရပါတယ်။ ခေါင်းဆောင်ကရက်ဖို့အမိန်ပေးလိုက်ပြီးသူတို့တယောက်စီကိုသူကိုယ်တိုင်တုံးနဲ့ရိုင်းနေလိုက်ပါတယ်။ရိုင်းနေနှိမ့်ဆက်ပြီးတဲ့အခါမှာတော့အကျဉ်းသားတွေကိုပြစ်တက်တုံးမှာပါ။ကျောင်းသားကမြင်နေခဲ့ရပေမဲ့လည်းသူတို့ကိုမကယ်နိုင်တော့ဘူးဆိုတာကိုတွေးမိနေခဲ့ပါတယ်။ဒါမဲ့အဲ့ဒီချိန်မှာစစ်တပ်နဲ့ခြင်ထားတဲ့စစ်သားရဲ့နောက်မှာရမ်ဘိုပေါ်လာပြီးတော့သူ့ကောင်းကိုခက်ပြစ်လိုက်ပါတယ်။ပြည်သားနဲ့သူကစစ်တပ်နဲ့နောက်မှာရက်ပြီးတော့စစ်သားတွေကိုစိတ်စိတ်မွာမွာပြစ်အောင်ပြစ်ခတ်လိုက်ပါတယ်။သူတို့ရဲ့ကောင်းတွေလည်းပြတ်ထွက်ပြီးတော့ခြေလက်တွေလည်းပြတ်ကုန်ကြပါတယ်။ ။ကျောင်းသားကလည်းသူ့ရဲ့အာဘင်းစနိုက်ပါတနက်နဲ့အတူစစ်သားတွေကိုဝေးကနေပစ်ခတ်နေပါလေ။ဒေသတွေကလည်းပြန်လည်တိုက်ခိုက်လိုက်ကြတာကြောင့်မြန်မာစစ်တပ်အင်အားကအကြီးအကျယ်ရောကြသွားခဲ့ပါလေ။ဒေသတွေလည်းပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါလေ။ဗိုတင်ကအမေရိကန်တွေကတယောက်ကိုကိုယ်တိုင်တပ်ပစ်လိုက်ပါလေ။တိုက်ပွဲတွင်ဗာနက်ကသူစည်းကမ်းတွေကိုဂူမဆိုင်နိုင်တော့ပဲနဲ့ရန်သူကိုကြောက်တုံးနဲ့ထိုးတက်ခဲ့ရပါတယ်။ရုတ်တရက်စစ်သားတွေစီကိုမြောက်ကြီးစံတွေကြလာခဲ့ပါတယ်။တဘုံတွေကအစ်မေပြင်ကိုရောက်ရှိလာတာဖြစ်ပြီးတော့ရမ်ဘိုကလည်းစစ်တပ်နဲ့သူတို့ကိုကာပစ်ပေးလိုက်ပါတယ်။ အဲဒီချိန်မှာပဲမြစ်ထဲမှာစစ်တပ်နဲ့မိသနက်ပါပါတဲ့စစ်လေတစည်းပေါ်လာခဲ့ပါတယ်။တိုက်ခိုက်မှုတွေကြောင့်ရမ်ဘိုတန်ရာရားခဲ့ပြီးဂျေးစာတို့ကလည်းမိလောင်ကျွမ်းသွားခဲ့ပါတယ်။ဒါမဲ့ရမ်ဘိုကစစ်တပ်စီပြန်သွားပြီးစစ်လေကိုပြစ်ခတ်ခဲ့ပါတယ်။နောက်ဆုံးမှာသဘောလုံးငယ်တို့ကလောင်ချာနဲ့ပြစ်လိုက်ပြီးတော့လေကိုဖောက်ခွဲပြစ်လိုက်ပါတယ်။ဒီနောက်မှာတော့ခေါင်းဆောင်ပဲကြံတော့ပြီးတော့သူကလည်းထွက်ပြေးဖို့ကြံစီနေခဲ့ပါပြီ။ဒါမဲ့လည်းရမ်ဘိုကပိုတိတ်ကိုတပ်ပင်နောက်ကနေစောင့်နေခဲ့ပြီးတော့သူသားနဲ့ဦးဝေကိုထုတ်ပြစ်လိုက်ပါတယ်။ ဇာရာကသူမရဲ့စိတ်သက်ထားသူကိုရှာဖို့တောင်းဝန်ပေါ်ကနေဆင်းလာခဲ့ပြီးတော့ဘာနက်ကလည်းကံကောင်းစွာနဲ့တည့်ရှင်ခဲ့ကဒဏ်ရာရသူတွေကိုကူညီပေးနေခဲ့ပါတယ်။အဲနောက်ရန်ဘူကနှုတ်ဆက်တဲ့အနေနဲ့သာသနာပြုတွေကိုလက်ပြနှုတ်ဆက်ပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့မိသားစုမွေးရမြေချမ်းရှိရာအရီဇိုးနားကိုပြန်သွားခဲ့ပါတော့တယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။